ဘယ်နိုင်ငံထဲမှမတူတဲ့မြောက်ကိုရီးယားရဲ့ဟွာဖေးများမင်္ဂလာပါပြည်တကြီးတို့ရေကမ္ဘာနိုင်ငံတွေမှာသူဥပဒေနဲ့သူအသိသိရှိကြပါတယ်ဘလောက်ပဲစည်းကမ်းတည်ကျတဲ့ဥပဒေတွေပဲဖြစ်ဖြစ်သူတို့နိုင်ငံမှာနေထိုင်မယ်ဆိုရင်တော့နိုင်ငံစည်းကမ်းကိုလိုက်နာကြရပါတယ်ယနေ့မျှဝေပေးမှာကတော့ဘယ်နိုင်ငံထဲမှမတူတဲ့ဥပဒေတွေနဲ့လူမှုနေထိုင်မှုစနစ်ရှိတဲ့မြောက်ကိုရီးယားနိုင်ငံရဲ့ဟွာဖေးတွေအကြောင်းပဲဖြစ်ပါတယ်စိတ်ဝင်စားနေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးတစတဲ့မှာပဲကျွန်တော်တို့ရွှေစည်းကွက်အနာရီမြန် channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပေးသမျှတို့ မေရာလိုတက်ဆက်ပေးတော့မှာဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာရောက်ကိုရီးယားနိုင်ငံဟာ1953ခုနှစ်ကိုရီးယားနိုင်ငံစစ်ရိုက်ဆိုင်ကာလလောက်ကတည်းကဒီမိုကရေစီလမရနိုင်ငံတစ်ခုဖြစ်တဲ့ရည်ရည်နေနိုင်ပြီပဲဖြစ်ပါတယ်အဲဒီချိန်ကနေစလို့မြောက်ကိုရီးယားခေါင်းဆောင်ဟာသူနိုင်ငံကသူတွေကိုဘယ်နိုင်ငံနဲ့မှမတူတဲ့တခြားသောကမ္ဘာတစ်ခုကိုပေးဆွမ်းခဲ့တာပဲဖြစ်ပါတယ်ပထမဆုံးထူးခြားချက်ကတော့နိုင်ငံတွင်းကမော်တော်ပီကယ်တွေကိုအမျိုးသားတွေကိုခန့်အပ်ထားခြင်းမရှိဘဲအမျိုးသမီးတွေကိုပဲခန့်အပ်ထားခဲ့တာပါ ော်တော်ယင်းနဲ့ပြည့်နေပြီးတော့လူစီကားတဲ့ပြောင်းရိုင်းတို့ကြီးဟာမြောက်ကိုရီးယားရဲ့မျိုးတော်တစ်ခုဖြစ်ပါတယ်ခရီးသွားအဲတယ်တွေအနေနဲ့မြောက်ကိုရီးယားကိုရောက်ပြီဆိုရင်တော့ပြောင်းရိုင်းမျိုးမှာပဲလက်ပတ်ကြတာများပါတယ်ဒါကြောင့်ပြောင်းရိုင်းမျိုးကမီးပွိုင်းဒီမှာတာဝန်ထမ်းဆောင်ရမယ်မော်တော်ပီကအမျိုးသမီးတွေကိုတခြားစစ်စစ်ရွေးချယ်ကြတာဖြစ်ပါတယ်အရက်အမြင့်ရုပ်ရည်ပညာအရေးရှိစာရာတွေကိုတခြားခဲ့ဖြစ်ပြီးမှခန့်အပ်ကြတာပါအသက်က16နှစ်ကနေပြီးတော့26နှစ်ထိကန့်သတ်ထားပြီးတော့အရက်မြင့်ကတော့1.65မီတာရှည်ရပါမယ်ဝင်ရောက်ရှောင်းသားတွေဟာနိုင်ငံရဲ့ဥပဒေကိုသစ္စာရှိရှိလိုက်နာတဲ့နိုင်ငံသားတယောက်ဖြစ်ပြီးတော့ ပြင်မှုမကျူးလွန်ဘူးသူဖြစ်ရပါမယ်။ဒါပြင်ရွေးချယ်ခံရတဲ့အမျိုးသမီးတွေဟာကျွမ်းကျင်ပညာရှင်တွေရဲ့တင်းကျပ်တဲ့ training တွေပေးခြင်းကိုခံရမှာပါ။ဖြောင်ရမ်းလမ်းလုံးမှာတာဝန်ကျတဲ့ဝန်ထမ်းအမျိုးသမီးတွေဟာနိုင်ငံဝတ်တစ်ခါအနေထားပြောင်းလဲပြီးတော့တော်လက်ဖြက်လက်စွာတာဝန်ထမ်းဆောင်နေကြပါလိမ့်။အခုလိုမျိုးနိုင်ငံသားတွေရဲ့အသက်အန္တရာယ်စိတ်ချရဖို့မော်တော်ပြီးကအမျိုးသမီးတွေကိုထားရှိခြင်းဟာမြောက်ကိုရီးယားရဲ့ဗန်နိုင်ငံနဲ့မှမတူတဲ့ဝက်ဖဲတွေတဲကတစ်ခုပဲဖြစ်ပါလိမ့်။ဒါပြင်မြောက်ကိုရီးယားအမျိုးသမီးတွေရဲ့အခွင့်အာဏာနဲ့အလှအပကိုပေါင်းစပ်ဖော်ကျူးထားတဲ့ပြည်ယုံတစ်ခုလည်းပဲဖြစ်ပါလိမ့်။ ဥပဒေပိုင်းဆိုင်ရာမှာဆိုရင်လည်းမျိုးဆက်သုံးဖို့အထိအပြစ်ပေးတဲ့မူဝါဒကလည်းမြောက်ကိုရီးယားရဲ့ဗန်နိုင်ငံထဲမှာမတူတဲ့ဥပဒေတစ်ခုပဲဖြစ်ပါတယ်။နိုင်ငံသားတယောက်ကအပြစ်ကျူးလွန်မိခဲ့ရင်သူ့ရဲ့နောင်မျိုးဆက်30အထိအပြစ်ကိုပေးဆက်ရတာပဲဖြစ်ပါတယ်။အဒီလိုတင်းကျပ်လို့လည်းနိုင်ငံသားတွေကရာဇဝတ်မှုကျူးလွန်တာတွေနှေးပါကြပါတယ်။ဒီမူဝါဒကိုချမှတ်တာကတော့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဆူအောင်ပဲဖြစ်ပါတယ်။အပြစ်သားတွေကိုအလောကျမ်းနဲ့ထောင်ဒဏ်သတ်မှတ်တာကနေစပြီးတော့နောက်ဆုံးသေးတမ်းပေးတဲ့အထိအပြစ်ကြီးရင်ကြီးသလိုစီရင်တာပဲဖြစ်ပါတယ်။ တည်တံပေးမခံရဘဲထောင်ထဲမှာနေကြရတဲ့အပြစ်သားတွေအနေနဲ့ယောဂဗျာနဲ့ငတ်မဆင်းရဲတဲ့တံကိုအလူးလေးခံကြရပါလေ။မျိုးဆက်၃၀အထိအပြစ်ပေးတဲ့ဥပဒေကတော့မြောက်ကိုရီးယားရဲ့ဗန်နိုင်ငံထဲမှာမတူတဲ့အရက်ဆက်ဆုံးဥပဒေပါပဲ။ဘလို့ပဲကြားတဲ့ရက်ဆက်တဲ့ပြောပြောမြောက်ကိုရီးယားမှာအခုချိန်ထိဒီဥပဒေကိုကျင့်သုံးနေသေးပါ။ဒါကိုကြည့်ချင်းအဖြစ်မြောက်ကိုရီးယားဟာနိုင်ငံချင်းဝေးပြပြဖို့ကိုအဓိကထားပြီးတော့ဥပဒေတွေကိုတိကျထားတယ်ဆိုတာပေါ်လွင်ပါလေ။ဒါကြောင့်သူတို့နိုင်ငံဟာဒုစရိုက်မှုတွေရဲ့လို့သိမှရှိတာပဲဖြစ်ပါလေ။အခုလက်ရှိရှိနေတဲ့အကျဉ်းသားတွေဟာလည်းအရင်ကျူးလွန်ခဲ့တဲ့အပြစ်သားတွေရဲ့မျိုးဆက်တွေပဲဖြစ်ပါလေ။ အခြားနိုင်ငံတွေရဲ့38ရာမြောက်ကိုရီးယားနိုင်ငံဟာနောင်အခါမှာအချင်းထောင်နေတောင်မှပပျောက်သွားနိုင်တယ်လို့ပြောပါရယ်နိုင်ငံဒုစရိုက်မှုတွေပပျောက်ဖို့ကိုယ်တိုင်ဥပဒေတစ်ခုကိုရေးဆွဲပြီးတော့ကျင်းသုံးနိုင်ခဲ့တာကလည်းမြောက်ကိုရီးယားရဲ့ဗေနိုင်ငံထဲမှာမတူတဲ့အုပ်ချုပ်မှုပုံစံပဲဖြစ်ပါရယ်ယနေ့မြဝေပေးသွားတာကတော့စီကံတဲ့ကျက်တယ်လို့လူပြောများတဲ့မြောက်ကိုရီးယားနိုင်ငံရဲ့ဘယ်သူနဲ့မှမတူတဲ့ဟွက်ခဲတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့ဥပဒေတွေကရက်ဆက်ကြမ်းကြုတ်ပေမဲ့လည်းနိုင်ငံသားတွေဟာသူတို့ရဲ့ခေါင်းဆောင်ကိုအင်မတန်လေးစားမြင်လို့ကြတာဖြစ်ပါတယ်။ဒါဟာဘာကြောင့်လို့ထင်ပါသလဲ။ မေးလေတွေအမြင်ကိုလည်းကုမမရေးသွားပေးခဲ့ကြပါဦး။အဆောင်ထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းနေတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။